မင်္ဂလာပါဒီနေ့ခင်မဆိုရေဟို USB Type C ပေါက်လေဒီပြီးတော့အဲ USB 4လို့မျိုးအမြန်နှုတ်မြင့်ပညာတွေအကြောင်းပြောကြရင်းနေပေါ့နော်အားလုံးနဲ့ရင်းနှီးပြသဖြစ်တဲ့ USB ရဲ့အကြောင်းလေးတွေသူနောက်ွယ်ကစိတ်ဝင်စားစရာတွေကိုနည်းနည်းလေးဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့ပါဒီနေ့အတွက်ကတော့ကျွန်တော်စီမှာ USB အကြောင်းတည်ကောင်းစရာများဆိုတဲ့ဆောင်းပါးတစ်ပုဒ်ရှိပါလေအဲ့ဒါကိုအခြေခံပြီးတော့ USB အမျိုးအစားတွေသူ့ရဲ့ version တွေ အဲဘလို့အလုပ်လုပ်လဲဆိုတာဒီကိုတခြားလေးလေ့လာကြည့်ကြမှာပါ။ကောင်းပါလေ။ USB ကတကယ်တော့နေ့စဉ်ဘဝမှာမရှိမဖြစ်လို့ဖြစ်နေပြီလေ။ဟုတ်ပါတယ်။ဆိုတော့ USB ကိုအဓိကခွဲကြည့်မယ်ဆိုရင်လေအဲသူ့ရဲ့ခြေဆက်တဲ့ components အဲ့ဒါကို connected type လို့ခေါ်မယ်ထင်တယ်။ပြီးတော့သူဘလောက်မြတ်မြတ်ကလုလုနိုင်လဲဆိုတဲ့ version version အဲ့ဒီနှစ်ပိုက်တွေ့နိုင်တယ်ပေါ့။ဟုတ်ကဲ့မှန်ပါတယ်။ပထမဆုံး connected type အကြောင်းပြောရရင်ဒါကကျမတို့ လက်နဲ့ကင်ပြီးထိုးနေကြတဲ့ USB ခေါင်းပုံစံနေပေါ့လေအားလုံးတိကြတဲ့လေးချောင်းပြပြကြိုက်ပြီဩဟောအဲ့ကတော့ကွန်ပျူတာတွေအာတွင်ကောင်းတယ်မှာတွေ့ရဆုံးမယ်နော်ဟုတ်ပါတယ်ပြီးတော့ဟိုရင်ပရင်တာလေးစကင်နာတွေမှာတုံးတဲ့လေးချောင်းပုံတိုက်ပြီးဆိုတာရှိသေးတယ်နောက် mini b ဆိုတာကတချင်ကကင်မရာလို့ mp3 player လို့မှာတွန်းခဲ့ရလीอืมอืมမမိသေးတယ်ပြီးတော့အခုထိ android phone ကချို့နဲ့ power bank တွေမှာတွေ့နေရသေးတဲ့ micro b ပေါ့ အခုနောက်ပိုင်းအဓိကနေရာယူလာတာကတော့ type c ပဲပြောရမှာပေါ့အဲ့ဒါလေးကတော်တော်အဆင်ပြေတယ်ဘယ်ဥပုံလို့လို့ဆိုတော့အပေါ်အောင်မားထုတ်မိမှလည်းမပူရတော့ဘူးဟုတ်ကဲ့အဲ့ဒါတင်မကဘူးနော်သူရဲ့အားသာချက်ကပုံစံတည်းမဟုတ်ဘူး data ကူးနူးရော power ပို့လို့နိုင်စွမ်းရောပို့ခုံးလာလာဒါကြောင့်နောက်ဆုံးပေါ်ဖုန်းတွေ laptop တွေမှာသူ့ကိုပဲအဓိကထားထုံးလာကြတာပေါ့ဟုတ်ကဲ့ type c တပောက်တွေနဲ့အရင်လို data ကူးတာပြင်ကို laptop ကိုအားတွင်းလာတော့ မော်နီတာအပေါ်တလုံးကိုတိုက်ရိုက်ချိန်တာတော့ပါလုံနိုင်လာတော့အဆင်ပြေတာပေါ့ကျိုးရီရှုပ်ရှုပ်ခတ်နေတာမျိုးတက်တာတော့တယ်ဟုတ်ပါတယ်ဒါကနောက်ပြိုမဲ့ version နဲ့လည်းတော်တော်လေးဆက်ဆက်နေပါတယ်ဟုတ်ပြီဒါဆိုဒုတိယအပိုင်း USB version ဘက်ကိုကြည့်အောင်ဒါကတော့အဓိကက data ကူးပြောင်းနှုန်းဘယ်လောက်မြန်တယ်လဲတခြားဘာလုံးဆောင်ချက်တွေပါတယ်လဲဆိုတော့တတ်မှတ်တာဟုတ်တယ်မလားဟုတ်ကဲ့အစောပိုင်း USB 1.1ဆိုရင်12 Mbps လောက်ပဲရခဲ့တာ MBBS ဆိုတာ megabits per second ပေါ့။อืมပြီးတော့မှလူတော်တော်များများသုံးခဲ့ကြတဲ့ USB 2.0က480 Mbps တိတက်လာတယ်။အဲ့ဒီနောက်မှာတိတိတသားကြီးခုန်တက်သွားတာက USB 3.0ပါ။နောက်ပိုင်းတော့သူ့ကို USB 3.2 Gen 1လို့နာမည်ပြောင်းခေါ်ကြတယ်။အဲ့ဒါက 5Gbps အထိရောက်သွားတယ်။ Gbps ဆိုရကြတော့ gigabits per second နော်။ Mbps ရဲ့အစင်းထောင်ဆိုတော့ဟုတ်ပါတယ်။ ဒီမြန်နှုန်းကရင် USB 2.0ထက်ဆယ်ဆလောက်မြန်သွားတာဆိုလိုတာကအရင်မိနစ်နဲ့ချီစောင့်ခဲ့ရတဲ့ file ကြီးကြီးတွေကို second byte လေးနဲ့ကူးနိုင်လာတာမျိုးပေါ့တော်တော်ကွာသွားတာတကယ်ပဲအဲ့ဒီကနေမှ USB 3.2 Gen 2က 10Gbps Gen 2 X2 က 20Gbps ပြီးတော့အခုနောက်ဆုံး USB 4ကျတော့ 40Gbps အထိတက်လာတယ်ဟုတ်တယ်တချို့ USB version 2.0ဆိုရင် 80Gbps အထိတောင်ရနိုင်ပြီလို့ဆိုပါတယ်။တကယ်ကိုအံ့ဩစရာတိုးတက်မှုတွေပါ။အဲဒီလိုတွေအလုံးလို့ဖို့သူ့ရဲ့အခြေခံသဘောတရားလေးကဘယ်လိုရှိမလဲ။ဒီလိုရှိတယ်လေ။အဓိကက host လို့ခေါ်တဲ့ ancient ဥပမာ computer ပါ။သူနဲ့ device ဆိုတဲ့ဧည့်တယ်။ဥပမာ pen drive တို့ mouse တို့ကြားဆက်သွယ်မှုပါ။ device တို့ကိုကို flip ထိုးလိုက်တာနဲ့ host ကဒါပါပစ္စည်းလဲဆိုတော့အလိုလျောက်စစ်ဆေးမေးမြန်းတယ်။အဲ့ကောင်ကို enumeration လုပ်တယ်လို့ခေါ်တာပါ။ ပြီးရင်လိုအပ်တဲ့ power ကို USB ဂျိုးထဲမှာတီးသတ်ပါတဲ့ power line ကနေပို့ပေးလိုက်တယ်။အဲဒါကြောင့် mouse တို့ keyboard တို့လိုဟာတွေတီးသတ်အားသွင်းကြမလို့တော့လားပေါ့။ Oh hopey hopey ။ဒါကြောင့်ကို data ကူးတဲ့အခါကျတော့ရော data ကူးတဲ့အခါကျတော့အချက်အလက်တွေကိုအထုပ်လေးတွေ packets ဖွဲ့ပြီးအပြန်လန်ပို့ကြတယ်။ USB 3.0မတိုင်ခင်ကဆိုရင် LAN တန် LAN ထဲမှာတကြွင်းတစ်ခါပဲသွားလို့ရတဲ့ serial ပုံစံမျိုး အော်ဟုတ်ပြီနောက်ပိုင်းဗားရှင်းမြင့်လာတော့ data လမ်းကြောင်းတွေပုံများလာပြီးအဝင်အထွက်တပြိုင်ကင်းလုံနိုင်လာတယ် full duplex လို့ခေါ်တာပေါ့အဲ့ဒါကြောင့်ပုံများလာတာပါဒါပေမဲ့အများတန်း host ကပဲအဓိကထိန်းချုပ်ပြီးတော့ device ရဲ့အချင်းချင်း direct ချိန်လို့တော့မရပါဘူးအာဟုတ်ကဲ့ဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုက USB ဟာအစပိုင်းမှာ data ကူးဖို့ပဲအဓိကရည်ရွယ်ခဲ့တာじゃနေ ါပေမဲ့အခု type c လို connector နဲ့ version အမြင့်နေမှာကြတော့ power delivery pd ဆိုတဲ့နှီးကင်ညာပါတယ်အဲ့ဒါနဲ့ wet အများကြီးသုံးတဲ့ laptop တွေကိုတော့အားသွင်းနိုင်လာတယ်ဟုတ်တယ်အဲ့ဒါတော်တော်အသုံးဝင်တယ်အဲ့ဒါအပြင် display port alternate မို့လို့စနစ်တင်နေဆိုရင် video စနစ်နေတွေကိုပါတစ်ခါတည်းလွှဲပြောင်းပေးနိုင်လာတော့တကယ်ကိုလုဆောင်ချက်ပေါင်းစုံကိုကြိုးတချောင်းပေါက်တစ်ခုထဲနဲ့ဆင်ပေးသွားစေတာပေါ့ဒါကြောင့် USB ဆိုတာအစပိုင်းမှာ data ကူဖို့လောက်စားခဲ့ပေမဲ့အခုဆိုရင် ါဝါထောက်ပံ့တာနဲ့အရေးသွေးမြင့်ဗီဒီယိုတွေထုတ်လွှင့်တာအထိလွတ်ဆောင်နိုင်စွမ်းနဲ့အများကြီးနဲ့ဤပညာလောကမှာမရှိမထီအရေးပါတဲ့စံထက်မှတ်ချက်တစ်ခု ဖြစ်လာပြီလို့ပြောရမှာပဲဟုတ်ပါတယ်အခုလိုဤပညာတွေဆက်ပြီးတိုးတက်နေတာနဲ့အများ USB version 1တွေလည်းဆက်လက်ပေါ်ထွက်လာအောင်မတည်ကြပါပဲဒီနေရာမှာစဉ်းစားစရာလေးတစ်ခုထပ်ပြီးပေါ်လာတယ်အခု USB 4 version 2.0လို့ 80GBps အထိအမြန်နှုန်းတွေရလာတဲ့အခါပေါ့လေဟုတ်ပြီ file အကြီးကြီးတွေကိုမျက်စိတမိုက်အတွင်းကူတာ အားရမ်းမြန်မြန်တွဲနိုင်လာတယ်ဒါတွေအပြင်ပေါ့အနာဂတ်မှာအခုချိန်ထိကျွန်တော်တို့တေချာမစဉ်းစားမိသေးတဲ့ဘလို့အထုံးချမှုအတိတ်တွေဖြစ်နိုင်ကြည်အတိတ်တွေများပေါ်လာနိုင်တယ်မလဲအဲ့ဒါကတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့မိခွန်းလူခုပါနီးပညာရဲ့ရှေ့ဆက်မဲ့ခရီးအတော်ပေါ်လေဒီလောက်မြန်နှုံမြင့်လာတဲ့အခါကျရင်အခုစဉ်းစားလို့မရသေးတဲ့ application တွေအများကြီးပေါ်လာနိုင်ခြေရှိပါတယ်။ဒါကတော့ဆက်ပြီးစောင့်ကြည့်ရမှာပေါ့နော်။